with you on your journey of life. နှစ်ပေါင်း20ကျော်လောက်ကိုင်းခဲ့တဲ့ဆက်လီမောင်သမားအလို့ကိုဦးရထွန်းတယောက်မကြခင်မှာဆွလို့ရတော့မှာပါ။အကြောင်းကတော့ဦးရထွန်းဟာကျန်900ရံအောက်ပါလေးထီရဲ့အမြင့်ဆုံးစုငွေကျပ်သိန်းတထောင်စုကိုဒီလတရက်ကစုခူးသွားလို့ပါပဲ။သူဟာတလဝင်ငွေကျပ်သိန်းခွဲလောက်ဝယ်ရတဲ့ရန်ကုန်တိုင်းထန်းသမိန်မြို့နယ်နှဲသမိန်ဆမ်းမြကြီးရွာမှာနေတဲ့နေစားဆက်လီမောင်သမားဖြစ်ပါတယ်။ နေစရာကိုပိုင်အိမ်တော်မရှိတဲ့ဘွားကနေနေချင်းညာချင်းတန်းကျွယ်တထေးဖြစ်သွားတဲ့ဦးရထုံဟာသူ့ဘွားရဲ့အိမ်မက်တွေကိုမိသားစုနဲ့အတူပုံဖော်ခွင့်ရသွားပါပြီ။ပူပူနွေ့နွေ့အောင်မလီတီဆုရှင်ဦးရထုံကို 70TV ကမင်းမြန်းရိုက်ကိုတင်ဆက်လိုက်ပါတယ်။ဒီစာရင်းဆိုတာတော့ဒီမှာထိုးပြတာပဲနော်။ဟုတ်။ငွေထိုးတာတော့ကျွန်တော်တို့နေတိုင်းလိုဆိုတော့3000တန်းတော့ပဲပြီးတော့လာတော့။အဲဘာကြောင့်လေရမထိုးပြလဲဆိုတော့ကျွန်တော်ကပြီးခဲ့တဲ့ကျွန်တော်ဆရာနဲ့တိုင်ပြီးတော့၄လလောက်ကပေါ့နော်။ တန်းကြောင်သွားကျင်တဲ့စိတ်ကျင်းတယ်လို့ပေါ့နော်နှစ်တန်းနဲ့သွားနေကြတော့ဒီနေ့မသွားတော့ဟာသွားဖို့ဆိုပြီးတော့အိတ်ထံထဲပိုင်နေပါတော့ဒီဘာထဲမှာလည်းကျွန်တော်တို့ကအမေကိုအမိုင်းလေးဆောက်တော့အလားလေးကျွန်တော်မှလည်းပြူကျင်တန်းကျင်တယ်ပေါ့ဟုတ်အဲ့အလားလေးပါပါတော့အဲ့တော့ပေါ့ကျင်တဲ့စိတ်ရတော့ပြောလို့တော့မရဘူးဒါပေမဲ့အိတ်နှမိတ်လေးတွေတော့သူ့အားလေးနဲ့ဒီလိုရှိတာပေါ့ကျွန်တော်ရဲ့စိတ်ကြောင့်ပေါ့စိတ်ကြောင့်ဒါကိုကျွန်တော်ဖိုးပြချင်တဲ့ဆန္ဒပေါ်လာတာပေါ့နော်ဟုတ်ဒုလာကပဲတော့ထွက်ပြီးထွက်ပြီးနေပေါ့ 9ရက်ခွာလောက်ပါပေါ့ပထမရေဒီပြေ9ရက်ခွာတော့ကျွန်တော်ကတော့တော့တင်သွားယူတော့ပါလိမ့်မယ်ဒီပေါက်တာကတော့ကျွန်တော်ကတော့တင်မောထွက်နေပြီဆိုတော့17နှစ်လောက်ပေါ့နော်တင်မောပုံမှာတည်ရကျွန်တော်တထင်းညမှာအင်တာနက်ပြင်ကြည့်လိုက်တော့အင်တာနက်မှာကျွန်တော်နံပါတ်နဲ့ဒီကနံပါတ်ဖြစ်ပါတယ်ဒီအလားကိုတည်ရတာလမ်းပြောတာပေါ့နော်ကျွန်တော်ကလည်းဒေါသတွေနှစ်ပြပါတယ်သိသူကိုနည်း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 ထဲပြီးပြောရတယ်နော်ဟုတ်အဲ900လောက်900လောက်အဲ့လိုထိပြောရတာပေါ့ဟုတ်ပြီတော့နောက်ပိတ်ကြရမှာဒီလဲငယ်ငယ်ဆိုနေဝမ်းလာအားရတယ် တိမ်တောင်းကြည့်ကြည့်ထားကြတာဟုတ်လဲရတဲ့ရှော့ပြင်းပါအဲ့ဒါကြတော့မရှိတဲ့လူဘဝဆိုတော့တအားပျော်ရွှင်လာတာပေါ့နော်အဲယုံရုံလားဆိုတော့ကိုယ်ကနိုင်ကိုမတိသေးတဲ့ကြောသိချင်းခြားကြအောင်ပေါ့မိခန်းပြီးခိုင်းတာပေါ့ဟုတ်အမေကတော့ကျွန်တော်ကလည်းဖုန်းမရှိတော့မိခန်းပြီးခိုင်းတာငါသွားခြင်းနဲ့နေရာတော့သွားလို့ရပြီပေါ့ဟုတ်လမ်းကြောင်းဘူးပေါ့ စတဲ့အဲ့လိုပဲဒီကထားအတွက်သွားကျင်တဲ့စိတ်ကပြောတာအလားပဲမြင်တယ်အဲမိသားဖုံးမမှာလေယာချင်းနေပြီဆိုတော့ကျွန်တော်မိသားစုကိုဖုံးလန်းသက်ပါသူတို့လည်းပေါ့အဲ့လိုလန်းသက်ပြီးပြောပြီးတော့ဒိန်းနေတာဒိန်းဆဲနေတာဆဲပြီးတန်းတော့ပါတယ်အဲဒီတမှာတော့နော်ကိုရိုနာထိုးပြီးဒီလိုပြီးတော့ကောက်ချေထည့်ထားလိုက်တာပါအမ်ဘောလူဒါတွေ့ဘူးကြုံမှုတော့ကြားဘူးနားဝါးကြားဘူးတော့ကျွန်တော်သွားတိုင်းထားပါဘူးနော်ဒိန်းဆဲတာပဲပြီးတော့အဲ့ဒါနဲ့တမီးကြီးမှယူသင်နေတာမြုံလဲမြုံကြည့်ဘူးဘယ်လိုခေါ်မလဲသူကပေါက်တော့လဲဒီတွေ့ရမီလေးဆက်လို့ရတဲ့ထဲဆိုဒါလေးကတော့ပြောတယ် ကျန်တာဘယ်တော့မှမနေဖြစ်ပါလားဟုတ်ပါဘူးကလာကိုဟိုဆက်ရှိတဲ့တိန်ခွဲမြင့်တော့ပေါ့နော်တိန်ခွဲနှစ်တိန်ပေါ့အဲ့အလားနဲ့ကျွန်တော်မှန်းသားရတာဟိုပုစံပြသွားလို့လည်းလက်ရှိချိန်ကြီးအကျွေးလာစားရပြပြပြဆက်ရတယ်ပြရအောင်ပါ။အာတိရတာနည်းနည်းလေးပဲဆက်ရပါသေးတယ်။တတိယလည်းကိုယ်ပေါ်ကောင်းတာလည်းငွေလေးတွေ့ခဲ့တယ်ဆိုတော့ကောင်းတော့အဲ့နည်းနည်းပဲဆက်ရတယ်။အော်ပတ်စံပြောင်းလို့ကျွန်တော်ကတော့ဘာမှလည်းသဘောမထားဘူးပေါ့။ငါဒီနေရာဒီဒီကဆိုတာတော့ကြောက်နေကြောက်ပါပဲ။ဟိုကျန်နေကြတာကတော့ အဲ့ဘလို့မလို့သဘောမထားဘူးအဲ့တော့ဟိုအကြောင်းပါတာတော့အ내ထွက်တဲ့အများပြန်မယ်ကျွန်တော်ရဲ့စေတနာပဲကုသကြံပဲအဲ့ဒါကြောင့်မှဒီလိုသဘောထားပါကျွန်တော်တကယ်လည်းကိုယ်ယုံကြည်တယ်လေအဲ့ကြောင့်ဘာမှဒီလိုချေပြီးရမယ်ဘာတရားမလုပ်ဘူးကျွန်တော်တတိယနေ့စက်နှစ်နှစ်လုံးပြည့်ခဲ့ပြီညတော့ကြောင်ပါပေါ့ကျွန်တော်တမောမောင်းကျွန်တော်တမောဟိုငါးသမားရေတော့ငါးဒီအသေးပါတယ်ညတယ်ပေါ့ငါးသမောပေါ့ဒီဘက်ကတော့ကျွန်တော်ရည်မှန်းချက်ကတော့ကျွန်တော်ကဒီပရမတ်တစ်ချက်က ကျွန်တော်ကြည့်ပါလေကြည့်ရတာလည်းကံကြောင်ပို့ပေးမယ်ဒုတိယချက်ကကျွန်တော်လူတန်းကျင်တဲ့ဗမာယုံအတွက်ကိုကျွန်တော်ပူဇော်ပေးမယ်တတိယချက်ကတော့ကျွန်တော်တို့မိသားစုဘဝရှိကလေးချောင်းစိတ်ဘာညာပေါ့နော်ဆင်ပြေအောင်ဆက်လက်လုပ်ဆောင်ပါမယ်နော်ဒါနဲ့ဆင်ပြေနေတည်ပါလို့ဒါပေါ့အဲကျွန်တော်တို့ကြည့်ပါတော့ညီမကျက်လေးကတော့ပြိန်းအထောင်ကျော်တော့မှန်းနာတယ်ပေါ့နော်မနာရခါကြဘူးကျွန်တော်ကတော့သူ့ရွာရဲရွာရဲပြုမဲ့တန်းပဲပေါ့အဲ့တော့ကျွန်တော်ကမတီးမတီးမယ်ပေါ့နော်အနည်းဆုံး900လောက်ပဲမနာရပါဘူးပြီးတော့လုံး တိုက်ခင်လို့ရှိရင်ဘယ်ကြောင်ပို့မယ်ဆိုတာကတော့အော်ဟုတ်ပါရဲ့ခင်ဗျာကျွန်တော်ရဲ့ဆန္ဒကာဗန်နဲ့ဈေးပဲကုန်တယ်ဒါလည်းအလူလူတော့ပါပဲဟုတ်ပြီပါတိုင်းရောက်စေဘူးလဲဆိုအစလေကပြင်းထန်နေတာကိုစိတ်ကသွားကျင်လာခြင်းအဲ့ဥမှာဘကညာဥမှာလည်းတွေ့ကျင်လာပဲတော့ကျွန်တော်သွားကျင်လာခြင်းနဲ့စိတ်ကရှိတယ်အဲ့ဒါကြောင့်အဲ့ကြောင့်သွားရင်လည်းပြောကပါတောက်ကြီးသွားရင်လည်းအဲ့လိုပါ။ဘယ်ကရောက်ပါလိမ့်မယ်ဆိုတော့သိကြပါဘူး။အဲကျွန်တော်တို့ဆွဲတော်လေးစုမှာပေါ့နော်။လေးတန်တာကလည်း။နောင်လာပြုရပါလို့။ မကောက်လာဘူးကပါလို့ဒီလိုတိုက်တယ်ဒီကြားမှာတော့တနေ့တော့ချောင်းပြီးမသွားပြန်ဘူးအဲတော့ဒီကျွန်တော်တို့ရွာဒီရွာသားတွေပါကြီးကြပါလေကျွန်တော်တတိလိုက်ပို့ပြီးတာဆိုတော့တတိလိုက်ပို့ပြီးတာတတိလိုက်ပို့ပြီးတာဟုတ်ကဲ့ဘယ်ရောက်တော့ပါအဲ့တော့အဲ့တော့လူ40ဝန်းကျင်လောက်ပါတော့။အတော့ဆိုရင်အဲ့ဒီတော့တဖေးပို့ခဲ့ဟာကိုကအားကြပါဘူး။အားကြပီတိဖြစ်နေတာဘူးနော်အဲ့ဒီမှာသွားကျင်နေတာကျွန်တော်အဲ့လိုဖြစ်နေ။ပို့လဲကြတယ်အဲ့လိုမျိုးကိုကစိုက်ပြီးပို့ကျင်ပို့ကျင်တဲ့စိတ်ဆန္ဒပြင်းထန်နေတာ။အဲ့ဒါနဲ့ကျွန်တော်လည်းကျွန်တော်ဆရာကို ပြောတာဗောနော်ဒီနေ့သွားကြည့်နေဗောနော်အဆူရောဆရာလည်းအဲ့ဒီပြဿနာနဲ့ပြန်မသွားသေးဘူးဗောနော်ခုနောက်ပို့တော့ပို့ပြီးနေနေတယ်အဲ့တော့ငါတော့ဒီလိုလာရဲငါဒီတော့ရမှာသွားပြောင်းသွားမှာကျွန်တော်အဲ့လိုပဲပြောလိုက်တယ်ကျွန်တော်တရားတော့ဘယ်လိုပြောလဲဆိုခွေးမောင်းနဲ့တတန်းခွေးကျက်ကျစ်လို့ပြီးလို့မှတ်လိုက်တော့ဗောနော်ဟိုတိတ်ဘွားကံပါခဲ့တဲ့တရားကိုဒီပြဿနာကိုကိုပိုင်မဲ့ AC လောက်ပိုင်းစမ်းတော့ဗောနော်တန်ရုံးနေနောက်ဝက်ဆုံးဆိုရင်တော့ကျွန်တော်အဲ့ဒီကျွန်တော်ရဲ့ဖိုးကားဆက်လေးကိုတက်ပုံရပြီကျွန်တော်အချိန်ဆွဲဆွဲတော့မှာ အဲ့ဆင်းကျွန်တော်ရှိတာပါပြည်ဆွဲပြည်ဆွဲရင်ဆွဲရမယ်သဘောရှိပါအဲ့ပုံမှန်တော့ကိုယ့်ရဲ့စက်လေးပေါ့နော်ကိုယ်လှုပ်ရှားခဲ့တဲ့စက်လေးပေါ့ဟိုတန်ရောစင်တော့မပြေဘူးရှင်းနေတယ်မောင်းခဲ့တာ12နှစ်ရှိပါပြီစက်လေးဒီစက်လေးကိုယ်ပိုင်စက်လေးပြော12နှစ်ရှိပါဒီစက်လေးပြော12နှစ်အဲကျွန်တော်ကတော့ဒီစက်လေးနဲ့လှုပ်ရတာကျမရဲ့နည်းနည်းထိခိုက်မှုတွေရှိနေကျွန်တော်တိတ်လက်မလုပ်ချင်တော့ဘူးနော်အဲ့မှာအမှတ်တရတော့ကျွန်တော်ဒီစက်လေးတက်ဖို့ရိုက်ပြီးတိတ်သေးရမယ်နင်းပြရမယ်စက်တွေမှကျတော့ဘယ်တစ်ခုပြင်းနေတော့ ပကြောက်သွားမှာပေါ့နော်တော့တော့တန်ရောက်တယ်မပြောဘူးဆက်လို့ဘာဒါနဲ့ပဲတောင်းညောင်းပြတာတော့ဆက်လို့မောင်းတဲ့ကာလမှာမမရပါဘူးခက်ခဲအဲမမရဆက်တော့ကျွန်တော်ကဘယ်လိုပြောရင်လဲဆိုတော့အဲ့ဒီညတာအပီတီဖြစ်နေတယ်ဒီထွက်မဲ့နေညတာအပီတီဖြစ်နေဆိုတချင်းနေအော်ဆိုလို့ဒီမမဘုံတရားခဲကျွန်တော်ကအဲ့ကျွန်တော်အော်ဆိုပြီးတော့ငါတို့တိုင်းစိုးနေရတယ်အဲ့အဲ့ပြောရှင်မှုတွေကတော့ကျွန်တော်မှမမရရှိတယ်အဲ့ဒါကဂျင်းလန်သွားတာ ာသားဖို့ကြာအဲမဲ့ရတော့တော့ကျွန်တော်ဒီမလောက်ကနေရကွာတော့ကဟိုဒီကျွန်တော်တို့အိမ်ကကလေးတွေကဘကဒီကောင်းမဲ့သမီးဆွေးရလို့ပြီးတော့နှစ်ခါလောက်လာကြည့်ဦးတယ်နှစ်ခါလာကြည့်ဦးတော့ကျွန်တော်မှလည်းအဲ့ပြင်ကြရလေးကိုကြည့်နှစ်ခါလာတော့ဟိုတော့ပြီးခဲ့တဲ့ဟိုကောနော်ကျွန်တော်ကဇာတာရှိတာလားကျွန်တော်တကွတအားရောက်လို့ဇာတာတော့ရှိတာမဟုတ်တော့ဘူးဗျာဘလားကြာတယ်ဒီနေ့ကိုဝင်ကြည့်တယ်ဆိုတာအဲ့ဒီကတော့ပါပြီအဲ့ကျွန်တော်မင်းအသက်40ကျော်ပါမင်းလက်ကောင်ခတ်တော့ကျွန်တော်ပြောပါ အခုအောင်ဘယ်လောက်ရှိပါ့မလဲအဲတက်တော့ခု40တပြည့်ရှိပါဘယ်လဲကဖုန်းကဖုန်းဆိုတော့ဒါဒါစီးပြီးတော့ပေါ့။ဟိုကပါးစားကလည်းပြဿနာမရှိတော့ဘူး။ဟုတ်ပါဘူး။ခလာလေးကြီးထိုးပြီး IT လို့ရရချင်း။တဲတော့ချင်း8ထိုးလိုက်ရအောင်။ဟုတ်ပါဘူး။အဲဒီဥမာလာမထိုးရသေးကျွန်တော်ရင်းရင်းထိုးလိုက်ရအောင်။ကျွန်တော်တတိယချင်းမှာတော့ကြည့်ဝင်နေ။ तू ကအဲ့မှာကိုယ်တိုင်ရပေါ့။ဒီဒီကတို့ရဆိုရင်5ချိန်မြောက်ရှိပါသေး။5ချိန်မြောက်မှာကျွန်တော်တို့ဟိုဒီမှာတော့ ုံးချင်မြောက်အဲဟုတ်ကဲ့ပါသုံးချင်မြောက်ထောင်ငါးချင်မြောက်သုံးချင်မြောက်ခေါရခေါရတာပြပါဟုတ်ကဲ့ပါထောင်ငါးရံနေမှာနှစ်လားဆက်လိုက်တွေ့ရဘူးပြီးတော့ကြားလိုက်ပါအဲအဲနှစ်လားဆက်လိုက်ပြီးတော့ကြားမှာကျွန်တော်တလားချပြီးတော့ဒီဒီပေါ့ထပ်ထထုတ်တယ်ပေါ့ဒီဒီငါးရံဒီထထုတ်ပါလေငါးရံဒီခုနှစ်ပတ်ရှိပြီပေါ့နော်ဒီပေါက်တော့ကနေငါးပါအားကျွန်တော်ဆက်ထုတ်ပါဒါနောက်ပိတ်ဆုံးအောက်တာကျွန်တော်ပေါက်တာ အကျဉ်းချုပ်ပါအဲငါးရံစီမှာတော့မပေါ့သေးဘူးပေါ့နော်ဖြေသွားချိန်မှတွေ့ပြီးပေါ့ငါ့ချိန်မှရှိပါလေအဲကျွန်တော်ရဲ့ဘဝတော့ဒီသာသမီလေးရှေ့ရေးပေါ့နော်သူတို့ပညာရေးတိုးတက်အောင်ခံကြည့်မယ်ဒီသားသူဘဝလေးတိုင်အောင်ကျွန်တော်ဆက်တယ်ပါပေါ့ကျွန်တော်တော့လည်းပြောချက်ဇီဝရေးတိတ်တယ်ဒီကနေ့ကြောင်းမပြအောင်တိတ်ဆဲတောင်းဆိုဒီအဒီအဗီချက်ဝဲအောင်ပိုင်မလားမဟုတ်ပါဘူးမြန်ကျွန်တော်တို့ကတရင်းနဲ့လိုက်နေတတိချံအဲဒီခါရတော့ဒီပြောဆိုရင်တော့အမှန်ကန်ပြည့်တော့ပို့ကောင်းတာပေါ့နော်ကိုယ်အိမ်ကြီးပါနေတယ်ပြောင်းတော့ပြောင်းပါ ီလိုရတာလည်းတော့ဖြစ်အောင်တော့တော်တော်ကပြောင်းလောရတော့အဲ့ဒါကပေးကိုကြောင်းမှုရှိဘူးအဲကျွန်တော်ကတော့မပြောင်းဘူးဒီခြံတိုင်းရွာမှာပဲကျွန်တော်ဆက်နေဒီခြံတိုင်းရွာမှာကျွန်တော်ဒုတက်မှုဖြစ်တဲ့အတွက်ခြံတိုင်းရွာမှာပဲကျွန်တော်ကောင်းချရနေချောက်အောင်ပါဘာမဆိုလို့ဘာဒီရွာရဖြစ်နေတယ်ဆိုဒီရွာမှာပဲနေရမဆိုဘာရတဲ့နေရာလေးမှာကျွန်တော်ဒီအိမ်ဟောပယ်ဟောဆောက်ပြတာအဲဒီရန်တော့ကျောဝိုင်းနေဆိုတော့ဥစ္စာတွေ၃နှစ်ရှိပြီဒီနေ့ဆိုရင်မဆောက်နိုင်ပြန်ပြန်ဆောက်အောင်အိမ်အောင်ကြာတော့ကြာပြီအိမ်အောင်ကြာတော့ကြာပါဘူး ဟိုကကြောက်တော့ပဲအေးရဆက်ပါလားအဲ့ဒါကျွန်တော်တို့ဟိုတောဆန်းကြီးပါပါဟိုကြောက်ရှိတဲ့အိမ်ဘာလဲလောက်လောက်ရှိလဲအဲဒါအိမ်မျိုးတွေပြောလားဒီလိုအိမ်မျိုးတွေပါပြောတယ်ကတော်တော်မမိုးနိုင်ခုမှမိုးနိုင်တာပါဘာကြိမ်လို့ရှိလဲအိမ်ဆောက်အဲ့ဒါလည်းကျွန်တော်တရန်းနဲ့ဆိုရင်တော့ပြောမှဆိုတော့၄၅လုံးတော့ဖြစ်သွားတယ်ကျွန်တော်တော့ပတ်စံရရတယ်ဆိုတော့စိတ်ကူးထားတာပါဟုတ်ပတ်စံရှိပါစေဘယ်လိုမျိုးနေပါသွားမလို့အော်အလားတည်းရတော့ကျွန်တော်ကတော့ဟိုတုန်းကကျွန်တော်စိတ်ကူးလေးပုံခေါ်တာကဟိုတော်ဆန်းကြီးပါပြောင်းပြီးတော့ အဲ့တော့ electronic PC လေးရောင်းဖို့ရည်ရွယ်ချက်လေးရှိတယ်ဘုရားအဲ့ဒါလေးဒီအခုလိုပတ်စံလေးဝင်ခဲ့ရေ